ChatGPT ဟာ business အတွက်အကောင်းဆုံး tool တစ်ခုလားဆိုတော့ကိုသုံးသပ်ပါပါအဲစီးပွားလုပ်ငန်းတွေကအလိုချောက်ဆောင်ရွက်ပေးမယ်ချိန်ကုန်တက်တာမယ်အဲနည်းပညာတစ်ခုကိုလိုအပ်တာသိကြပါတယ်အခုအဲ ChatGPT က business အတွက်တကယ်ဘယ်လိုအကျိုးရှိတဲ့နည်းလမ်းတွေကိုသုံးလို့ရလဲဆိုတော့ကိုပြသပေးမှာဖြစ်ပါတယ်အဲ ChatGPT သုံးပြီးတော့ email thread တွေကိုဖြန်နီးလို့ရတယ် customer support တွေ customer တွေ mail ရတာတွေ auto reply ပြန် auto response လုပ်ပေးရတာတွေကိုသုံးလို့ရတယ် အခုကျွန်တော်တို့ channel ကတော့အဲ subscription ဆိုရဲ channel ဖြစ်ပါတယ်အဲ subscription channel ရဲ့စီးပွားလုပ်ငန်းတွေအတွက်အသုံးမဲ့နည်းပညာတွေ tools တွေကိုသုံးသပ်ပြမှာဖြစ်ပါတယ်အခုကတော့ ChatGPT ChatGPT for business ဆိုရဲ title တခုနဲ့သုံးသပ်ပြမှာပါငါ ChatGPT တုံးပြီးတော့ကျွန်တော်ကဒီလူရင်းအားတွေဝင်းနေအင်အားတွေကိုရှုံလို့ရတယ်။အဲကုန်ကြမဲ့ expand တွေတက်တောင်းလို့ရတယ်ပေါ့နော်။အဲရင်ခေတ်တုန်းကဆိုရင် ဟိုးရင်တော့ကျွန်တော်မကြုံဘူးတဲ့အတွေ့အကြုံတွေပုံကောင်းပုံနဲ့ခံစားမှုတွေခံစားနိုင်အောင်အခုပေါ်လာတဲ့ AI တွေကလုံဆောင်ပေးနိုင်နေပါပြီစီးပွားရေးလုပ်ငန်းတွေမှာအဲကြုံတွေ့ရတဲ့ပြဿနာတွေပါလဲဆိုစီးပွားရေးလုပ်ငန်းတွေအချင်းကုန်ကြမှုများနေမယ်အဲလုပ်များစွာကိုစီမံခန့်ခွဲနေတဲ့နေရာမှာအခက်အခဲတွေရှိကြတယ်ပေါ့အဲဒါတွေကိုကျွန်တော်တို့ကအခုက AI နည်းပညာနဲ့အပြည့်ရှင်းလို့ရနေပြီပေါ့အခု ChatGPT ကဆိုရင်လည်းဒီပြဿနာတွေကိုအလိုက် အလို့တော်တော်များပေါ့ဖြေရှင်းပေးနိုင်တဲ့ solution တစ်ခုဖြင့်တည်ရှိနေအောင်တွေ့ရတယ်။အဲ ChatGPT ကကျွန်တော်တို့ဒီမြန်မာတွေအတွက်လည်းမြန်မာစကားကိုနားလည်ပြီးတော့ပြန်လည်တုံ့ပြန်နိုင်တာကိုတွေ့ရတယ်ပေါ့နော်။အဲကျွန်တော် AI နေအများကြီးရှိရတဲ့မှာ ChatGPT ကအကောင်းဆုံးမဟုတ်ဘူးဆိုပေမဲ့မြန်မာစကားကိုတေချာနားလည်ပြီးတော့အဲပြန်ပြီးတော့တုံ့ပြန်ပေးနိုင်တယ်ပေါ့။ကျွန်တော် content တွေဖန်နှီးမယ်ဆိုလည်း ChatGPT နဲ့ဖန်နှီးလို့ရတယ်။ဒါပေမဲ့သူရဲ့စကားတွေမြန်မာစကားကတော့ကျွန်တော် တုံးနေတဲ့မြန်မာလူမျိုးတွေတုံးနေတဲ့စကားလူမျိုးတော့ချောမုန်နေတာတော့မရှိသေးဘူးဒါပေမဲ့ပြန်ပြီးတော့ကျွန်တော်တို့အာပြန်ပြုတ်ရင်နည်းနည်းလေးပြုတ်ပြန်လိုက်တိုင်းဆိုတော့ねကျွန်တော်ကောင်းမွန်တဲ့ content တစ်ခုရအောင်တော့တို့လို့ပို့ဆောင်ပေးနိုင်တယ်နားလည်ပါတယ်အဲ့ကြတော့ကျွန်တော်တို့ email ဟိုတို့ဘာသာစကားကိုတို့အင်္ဂလိပ်လိုလည်းနားလည်တဲ့အခါကျတော့ကျွန်တော်တို့ email တွေပို့မယ်ဆိုရင်လည်း approbation နဲ့ဆန်ဆန် email တစ်ခုကိုမင်းရေးပေးပါဆိုလဲတို့ရေးပေးတာပဲ နောက်အစီအကံဆောင် report တွေရေးမယ်ကျွန်တော် report တွေရေးမယ်ဆိုရင်သူ data အချက်လက်လေးဒါတွေဒါတွေဒါတွေပါခြင်းနဲ့အဲတစ်ကတော့ဒီလောက်ပါပြီဘာတွေဖြစ်တယ်ဘာတွေဖြစ်တယ်အဲအချက်လက်လေးတွေပဲပေးလိုက်သူ့အမင်းရေးပါလို့ပြောလိုက်ရင်သူ data အစီအကံဆောင်ကို reparation အစံစံစံရေးမလားဒါမှမဟုတ်လေ roughly အကြမ်းမြအကြမ်းမြရေးခိုင်းမလားသူ့ကိုကျွန်တော် prompt တွေကိုတိတ်ချတာပေးလိုက်မယ်ဆိုရင်သူရေးပေးနိုင်တယ်အဲကြောင့်ကျွန်တော် CY နိုင်ငံမှာ email ရေးဖို့အတွက်အချိန်ရအသက်တာမယ်အစီအကံဆောင် report တွေရေးမယ်ဆိုလည်းတက်တာမယ် customer support customer support ဆိုရင်လည်းကျွန်တော်ဒီ ChatGPT ရဲ့သုံးတဲ့အဲ ChatGPT ရဲ့ plugin တခုကိုကျွန်တော်ထည့်လိုက်ပြီဆိုရင် customer support ကိုအကောင်းဆုံးလုပ်လို့ရမယ်။နောက်ပြီးတော့လုပ်ငန်းလုပ်ရတဲ့အချက်အရာလိုအပ်မဲ့ tools တွေကိုလည်းကျွန်တော်တို့ကစိတ်ကြိုက်ပြင်ဆင်လို့ရတယ်ကိုယ့်လုပ်ငန်းကဘာလဲ။အဲကိုယ့်လုပ်ငန်းကကျွန်တော်ကအဲခုနပြောတဲ့ content write content writing လုပ်မယ်ဆိုလည်း main ChatGPT ကို main content writer အနေနဲ့ main တကယ် professional content writer နဲ့ရေးပါလို့သူပြောလို့ရတယ်။ main engineer နဲ့ပတ်သက်တဲ့လုပ်ငန်းဆိုလည်း engineer နဲ့ပတ်သက်တဲ့ အိန္ဒဂရုကြီးတယောက်အနေနဲ့မင်းကငါတို့ suggestion ပေးပါအဲဘလို့ရေးပါဆိုရဲဟာကိုသူ့ကိုလုတ်ခိုင်းလို့ရတယ်အဲ့တော့ကျွန်တော်ကြိုးကျေးဇူးအောင်ပါလဲဆိုတော့အချိန်ကုန်တက်တာမယ်အဲကျွန်တော် professional တယောက်ကိုငှားရမယ်ကုန်ကြားစိတ်ကိုရောချပေးနိုင်တယ်အလုပ်ငန်းစဉ်တွေကျွန်တော် project တွေက assembly ရှိနိုင်တယ်ကျွန်တော် computer သမားတွေဆိုရင်လည်း coding ရေးမယ် coding ရေးလို့ရှိရင်လည်း coding နဲ့ပတ်သက်တဲ့ဖြစ်နေတဲ့ error တခုကိုသူ့ကိုဖြေရှင်းခိုင်းလို့ရတယ် အလုံးစုံအရင်ကတော့ကျွန်တော်တို့ကအလုံးစုံတော့မှန်နေမယ်တော့မဟုတ်ဘူးဆိုရင်ပဲတော်တော်များကိုတော့ဖြည့်ရှင်းပေးနိုင်တဲ့အတွက်ကြောင့်အချိန်ကုန်တက်တာမယ်လုပ်ငန်းစဉ်တွေအဆင်ပြေလာမှာတော့တည်ကြတယ်အကယ်ကိုကျွန်တော်အဲ customer support အနေနဲ့အကယ် ChatGPT ကလုံချောက်ဖြည့်ဆိုတဲ့ပုံပြတာမှာပါဒါတော့ email address ကိုကျွန်တော်ဖြန်းပြနေရပါ အချို့ကျွန်တော်ပုံမှန်အားဖြင့်တော့ ChatGPT ကအဲတတော်များကိုကျွန်တော်တို့အခမဲ့တုံးလို့ရပါတယ်တတော်များအခမဲ့တုံးလို့ရတယ်ဒါပေမဲ့အဲကျွန်တော်တို့မှ ChatGPT မှာကတော့ version လေးတွေရှိရဲ့เนาะကျွန်တော်တို့ ChatGPT 4ဆိုတာထွက်နေပြီပေါ့เนาะအခုပုံမှန် ChatGPT ဆိုရင်တော့ကျွန်တော်တို့ကအလကားတုံးလို့ရတယ်4 version ဆိုရင်တော့ upgrade ဖြစ်တဲ့ကြောင့်အနည်းပညာလေး upgrade လုပ်ထားတယ်အတူ trainer ရဲ့ အဲ trainer တဲ့ဒီ AI ကိုသိအောင်ပို့လောက်ထားတဲ့နိပညာတွေကလည်းပို့မြင့်လာတဲ့ခါကျတော့သူ့မှာတော့အဲ limitation ရှိရဲ့အဲ့ limit ကိုကျော်သွားပြီဆိုရင်ကျွန်တော်ခုနပြောဖို့ကြံခဲ့တဲ့အထင်မှာ ChatGPT မှာကျွန်တော် data analyze တွေလုပ်လို့ရ data analyze လုပ်မယ်ဆိုရင်ကျွန်တော် data တွေအားလုံး AI file တခုလုံးပို့ပေးလိုက်အဲ့တော့ဒီနေရာမှာအဲ့မှာကို analyze လုပ်ချင်တဲ့ data တွေပဲဆွဲထုတ်ဆိုလဲဆွဲထုတ်လို့ရတယ်။အဲကြောင့် data analyzing ငှားမဲ့လူကုန်ကြစေလဲကျွန်တော်အများကြီးတတ်တာတော့မှာပေါ့နော်။ဒါပေမဲ့သူက limitation ရှိတယ်။အဲ ျွန်တော်တို့သုံးမယ်ဆိုရင်တစ်လကိုဒေါ်လာ20နဲ့တော့သုံးရမှာဖြစ်ပါတယ်အဒီထက်ပိုပြီးတော့တကယ် heavy သုံးမယ်အများကြီးလုတ်ချင်တယ်ဆိုရင်တော့ကျွန်တော်တစ်လကိုဒေါ်လာ200နဲ့သုံးရမှာဒါပေမဲ့တကယ်တမ်းဒေါ်လာ20ဒေါ်လာ200ဆိုတော့ဒေါ်လာ200တော့ထားလိုက်ပါတော့ဒေါ်လာ20ဆိုတာအကုန်ကြေးကကျွန်တော်တို့အခုဒေါ်လာဈေးနဲ့ဆိုရင်8000တန်းကျော်ပဲရှိရဝန်ထမ်းတယောက်ငှားတဲ့ကဆက်ပိုတက်တာနေဒါပေမဲ့သူရဲ့လုံအားကြတော့ဝန်ထမ်းတယောက်ရဲ့လုံအားထက်ကိုသူကြော်လွန်ပြီးတော့သွားသုံးနိုင်တာကိုတွေ့ရပါတယ်